ိုနှစ်ကြာအိမ်မဆိုးကိုမခွင့်မပေးတော့တဲ့ Manchester United အားလုံးပဲမင်္ဂလာပါ United Principal Facebook Page နဲ့ YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒန်ဒတို့ကတော့ international break ပြီးမှပဲအဖွင့်ပွဲလေးကိုမြန်တပန်းလှလှနဲ့ဖွင့်လွှတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ရပါကြီးအပြုံးလေးနဲ့မေးဆက်ပြီးအိတ်ခက်သမားဒီနေ့မနက်နိုးလာတဲ့အချိန်ထိအရာအတိုင်းကကြီးနိုးစရာတွေပြည့်ပါပဲ။ဒီဘာဘူးကတော့ international break မပြီးခင်ကအခုအောင်းနေခဲ့ရပြီ။အခုချိန်ထိဆက်ပြီးကူအောင်ရတော့မှာဖြစ်ပါတယ်။ဒန်ဒတို့ကတော့မင်းညာကအန်ဖီမအမှန်တင်ပြခဲ့ပါတယ်။အသင်းရဲ့ပုံစံကဘလောက်ပဲဆိုးရွားနေပါစေအတင်းချင်းတွေနဲ့တွေ့ရင်တော့ဂွန်သိခါရ၊တမိုင်းစင်လာရအကြောမခံတတ်တဲ့ United ရဲ့ပုံစံကိုပြန်လည်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ နေညကလီဗာပူးနဲ့ပွဲစဉ်ကိုနီပြအမော်ရီအနေနဲ့ဆန်ဒါလန်နဲ့ပွဲစဉ်ကအတိုင်းမဟုတ်တော့ဘဲအပြောင်းလဲနေငယ်လုလာခဲ့ပါတယ်။တိုက်စစ်မှာရှက်ကူအစားကွန်ညာကိုပွဲထုတ်လာခဲ့ပြီးဝင်းဘတ်တွေမှာဒေါ်ကူးကိုအနာပေးပြီးဒါလော့နဲ့အာမတ်တို့ပွဲထွက်လာခဲ့ပါတယ်။ခန်းစစ်ပိုင်းမှာပုံမှန်ပွဲထွက်နေကြရိုရိုကိုအရန်ကုန်ပို့ထားပြီးမကွမ်ရန်ကိုပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ ပွဲစားချင်းဆိုသလိုအင်ရှင်လဘာဘူးဟာ United ကိုဖိအားပေးဖို့ကြိုးစားခဲ့ပေမယ့်ပွဲကစားချင်းနှမင်းထဲမှာအာမတ်ဒီယာလိုရဲ့အကောင်းဆုံးခင်ပေးမှုကိုအဘူမူကအဆုံးသက်ပြီးဥဆောင်ကိုစောစောကြီးရရှိခဲ့တာပဲဖြစ်ပါတယ်။အဲဒီနောက်လဘာဘူးဘက်ကကစားအားပို့တင်လာခဲ့ပြီးကပ်ဘိုရဲ့ဂိုးတိုင်ထိမှုတွေမိုဆာလာရဲ့အခွင့်အရေးလဲချော်မှုတွေကြောင့်လဘာဘူးတို့ကိုကန့်ခင်ခဲ့ရသလို United ရဲ့တံပြန်တိုက်စစ်တွေကလည်းအတော်လေးကြောက်ဖို့ကောင်းခဲ့ပါတယ်။ဘာဘူးတို့တစ်ချက်မှားတာနဲ့တကူပေးရမယ့်အနေအထားတိကို United ရဲ့တံပြန်တိုက်စစ်ကအလုပ်ဖြစ်ခဲ့ပြီးဖန်နန်ဒက်အပိုင်ခွင့်ရင်လျှော့ချခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ်။ ဒီလိုနဲ့ပထမပိုင်းပြီးဆုံးလို့ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာအရှင်လီဗာပူးအနေနဲ့ပထမပိုင်းကထပ်ပုံမှုဖိအားပေးလာခဲ့ပြီးယူနိုက်တက်ကိုယင်ဆိုင်ခဲ့ပါတယ်။ တန်တဲ့ခန်းစစ်ကလည်းပြီးခဲ့တဲ့ပွဲတွေတုန်းကလည်းမဟုတ်ပဲပုံမချစ်လက်လာခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်အထူးသဖြင့်လူရှော့ရဲ့တာဂက်တွေကဒီပွဲမှာအတော်လေးကိုအလုပ်ဖြစ်ခဲ့တာပါပြီးခဲ့တဲ့ပွဲတွေမှာဆိုရင်တဝချင်းဖြတ်ကျော်မှုပိုင်းတွေမှာအားနည်းနေတဲ့လူရှော့ဟာဒီဘာဘွေးရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ Isaac McAllister တို့ကိုထိမ့်ပြခဲ့ပြီးအကောင်းဆုံးကစားပြနိုင်ခဲ့တာဖြစ်ပါတယ်ဝက်ကစားရင်58မိနစ်မှာအသင်းရဲ့အဓိကအားကိုးရတဲ့ကက်စီမဲရိုတန်ရရှိပြီးလူစားလဲခဲ့ရကနေလည်းဘာဘူးတို့ခြေပါကိုရဖို့အကြောင်းဖန်လာခဲ့ပါတယ်။ကက်စီမဲရိုကိုလူစားလဲပြီးတိတ်မကြခင်မှာပဲဖလော်ရီယန်ဝင်းနဲ့ EKTK တို့ဝင်ရောက်လာတဲ့လူဘာဘူးတိုက်စစ်က United ကိုပုံမဖိအားပေးလာခဲ့ ဲ့ပြီးပွဲကစားညနေ88မိနစ်အရောက်မှာတော့တဘာဘူးရဲ့တောက်လျှောက်ဖျားပေးမှုတွေအောက်ကနေ goal area ထဲမှာရှုပ်ရှက်ခတ်နေတဲ့အနေထားကနေတဆင့်ကဘိုကလဘာဘူးအတွက်ခြေပါကူးကိုပြန်လည်သွင်းယူပေးခဲ့ပါတယ်။ United တို့အနေနဲ့တပွဲလုံးခံစစ်ပိတ်ဆော့လာခဲ့တဲ့မြတ်လဘာဘူးရဲ့ခြေပါကူးကြောင့်ပြန်လည်တိုက်စစ်ဖွင့်ကစားလာခဲ့ပါတယ်။လုံနဲ့ပွဲကစားချိန်84မိနစ်မှာ Fernandez ရဲ့အကွက်မြင့်မြင့်ပေးမှုကို Harry Maguire ကခေါင်းတိုက်ဆုံးသက်ပြီးအဖိုးတန်နိုင်ကိုသွင်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကလဘာဘူးနဲ့တဖက်နှစ်ကိုစီတည်ကြတဲ့အချိန်မှာလဲပွဲပြီးဆုံးခံနေစက္ကန့်20လို့မှမကွာရအနေနဲ့အခုလိုတွင်ကိုရဖို့အတွက်အပိုင်ခွင့်ရရခဲ့ပေမဲ့လွဲချော်ခဲ့ပါတယ်။ဒီနေ့ပြန်လည်တွေ့ဆုံချိန်မှာတော့အပိုင်ခွင့်ရကိုမကွာရအနေနဲ့အမိရဆုတ်ကင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာအထူးတလဲချီးကျူးရမယ့်သူကတော့ကုသမသစ်ဆန်နီလမ်မန်ပဲဖြစ်ပါတယ်။လမ်မန်ဟာဒီရာသီပွဲထွက်ကစားတဲ့နှစ်ပွဲလုံးမှာ clean sheet နဲ့ချိန်ရရှိအောင်ဆွမ်းဆောင်ထားနိုင်ခဲ့ပြီးအဆိုပါပွဲမှာဂိုးပေါက်ကောက်ွယ်မှု9ချိန်အထိလက်ဆွမ်းပြခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဆန်နာလိုင်းရဲ့ပွဲမှာလက်ဆန်းပြခဲ့လို့ United ပြည်သက်တွေကအတော်လေးသဘောကျခဲ့ပြီးဒီပါဘူးနဲ့ပွဲကိုပွဲထုတ်စေချင်ကြတယ်ဆိုပေမဲ့တကယ်တမ်းပွဲထွက်လာတဲ့အခါကျအတွေ့အကြုံနှုတ်နယ်သေးတာကြောင့်စိုးရိမ်စရာတွေရှိခဲ့ပါတယ် ဒါပေမဲ့လမ်းမန်းကတော့ဒီကီယာဝင်စားနေတယ်လို့ထင်ရအောင်တိုင်းဝင်တွေပြပြလိုက်ခုံပြီးဖမ်းပြလိုက်နဲ့အသက်ရွယ်နဲ့မလိုက်အောင်လက်ဆွမ်းပြခဲ့တာဖြစ်ပါတယ်။ဒီနိုင်ငံကြောင့် United တို့အနေနဲ့အမှတ်ပေးစရာအဆင့်9နေရာကိုတက်လန်းလာခဲ့ပြီး2016တဲ့ကအန်ဖီမာနိုင်မရသေးတဲ့မှတ်တမ်းကိုဖျက်ဆီးပစ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ United ကိုချင်းငင်ကြရတဲ့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ United Principal Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်။